စန့်နေစုနေတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်အာကားကားဝယ်ခြင်းပါကားကားပြီးရင်ကျွန်တော်အိမ်ဝင်မယ်ပေါ့တွားရေးလာရေးကတော့ဒါဒစီကတော့မဖြစ်မနေရှိထားတဲ့လို့တော့ကျွန်တော်ထင်တယ်အားကြောင့်မို့တက်စီနဲ့တွားလို့လာလို့ဟိုလိုဟို feeling မျိုးပါညာမရှိဘူးမတက်နိုင်ဘူးလေမတက်နိုင်ဘူးဆိုတော့ဒီတက်စီမှမစီရင်လည်းကျွန်တော်ဒီထုတ်ကြီးထုတ်ငယ်နေတဲ့ဘက်စကားလည်းတွားစီလို့မရဘူးအကျောင်းသားကားလေးဆိုတော့အများကြီး ပျော်တယ်ဗောဘာလို့လဲဆိုတော့အာဘယ်လိုပြောလဲတက္ကသိုလ်ចောင်းသားဗောနော်ကျွန်တော်ကတက္ကသိုလ်ရဲတက်ချင်တာဗောတက္ကသိုလ်လည်းမမမတက်ဘူးလေတခါမှလဲဆိုတော့အဲ့လိုမျိုးចောင်းသားကားလေးဆိုတော့ရန်လဲပျော်တယ်ចောင်းသားကားဆိုတဲ့အတွက်ကြော်လဲဒါចောင်းသားရွယ်ပဲဆိုတော့အဲ့လိုပေါ့ပေါ့ပါပါပဲဗောတိတ် stress မရှိဘူးတက်ချင်တာတော့ main နဲ့မှာတော့တက်ချင်တာပေါ့ main ရကြောင် main ဆိုတော့ဒါပေမဲ့ဒီကိုရောက်တော့လဲအဲ့လိုဒီမှာတက်ချင်စိတ်အဲ့လိုဖြစ်သွားတာပေါ့ စုံပေးရတဲ့ဘောပေါ့ကျွန်တော်တို့ရွှေချိုဒါဒီမှာပါမယ်ဆိုရင်ကျောင်းညီမလေးမိုးကိုခန့်လို့နော်အာဟိုမှာမတ်ကြော့ကြော့ပြီးသွားလို့ရှိရင်အဲ့လိုလေးပါတာပေါ့နော်ပြီးရင်ရှေ့စီနီယာရွှေချိုတွေနဲ့တွေ့ရဆိုတော့အဲ့လိုမျိုးပြုကအာပြောပါတယ်အဓိကတော့ဒါရွှေချိုကာလကိုပြန်ရောက်သွားလို့ထင်တာပါပေါ့ညာကြီးတွေရောအများကြီးအားညာညာအင်းအရင်တော့ကျွန်တော်ကျွန်တော်ပါကျွန်တော်ပဲစီမံခန့်ခွဲ။အဲဆရာကြီးလုပ်ချင်တာ။ ဒါပေမဲ့အခုကျမနိုင်တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်အရင်လက်ဖွာတဲ့နေရာမှာပါတယ်ပစံပစံကိုလက်ထဲမှာရှိနေလို့ရှိရင်ကျွန်တော်အဲ့လိုမျိုးဟိုကဆိုလဲပတ်ကနေဒီကဆိုလဲပတ်ကနေအဲ့လိုမျိုးဆိုတော့ဒါအိမ်ရမေကိုအတ်ထားတယ်ပေါ့အဲ့လိုတိုင်းကြာမြို့ပညာကြီးရေဆိုလို့ရှိရင်တော့ square တော့အမှုပါတယ်ဆိုလို့ရှိရင်မြို့ပညာကြီးပြေကရှာပေးပါတယ်ပေးတင်းတလောက်ပေါ့ဆရာပါပေးပါတယ်သူကတော့အဲ့လိုမျိုးဟိုလိုမျိုးတော့မရှိဘူးဟုတ်ရင်တော့တာရအဲ့လို ါလေးစိုက်ခင်ရရှိအော်အများကြီးပဲအများကြီးပဲဆိုတော့ဒါငငယ်တည်းရပေါ့နော်ဘယ်လိုပြောမလဲအာငငယ်တည်းရဆိုတော့တာယူနဲ့ပဲနေတာဆိုဟိုဖေမေနဲ့အခုနောက်ပိုင်းကြီးမှဒါပြောင်းနေရငငယ်တော့ဆိုအဲ့ဗဟန်းမှာပဲတူတူနေရမျိုးဆိုတော့အာတခုခုလိုအပ်တာရှိလဲတာယူပဲပေါ့လိုအပ်တာတာယူရှိရအောင်စာပြတာတာပြတာအာအခုနောက်ပိုင်းကတော့တိတ်ပြီးတော့လဲအဲ့လိုမျိုးမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဒါကိုယ့်အလီနဲ့ကိုယ်လဲဒီလိုလေးဖြည်းဖြည်းချင်းလဲပတ်နေရမျိုးဆိုတော့ဒါဘယ်လိုပြောမလဲ အရသမားဒီလိုပြန်ပြီးပြန်ဘယ်လိုပြောလဲ invest ပြန်လုပ်တာပေါ့အဲ့လိုအဲ့လိုပုံစံလေးပါအာအများကြီးကူညီဖြစ်ပါတယ်ဒါကြီးကဒါအာဘယ်လိုပြောရမလဲ तू तू အချိန်အဝါပေါ့နော်ပြောရမလဲဆိုတော့ तू ဒီ support တယောက်ဆိုရဲနာမည်ကြီးပေါ့နော် तू လည်းဒီ तू အာလောက်တက်လည်းရှိလာပြီဆိုတော့အဲ့လိုမျိုး तू အချိန်ဝါနဲ့လည်းဒါကျွန်တော်တချို့ဆိုရင်ဒါအာအရင်တော့ကတည်းကဒါတိုက်တူလေးလားတိုက်တူလေးအဲ့လိုအဲ့လိုမျိုးလေးနဲ့ပေါ့လူတိများကြဆိုတော့ဒါအများကြီးကတော့ထောက်ပံ့ဖြစ်ပါတယ် ုတ်တယ်အဲ့လိုမျိုးရရှိကျွန်တော်နည်းနည်းညားတယ်ခေါင်းထဲမှာထည့်ထားတာညားတယ်ဆိုတော့အဲ့လိုအိမ်ရှိမယ်တာကြီးလို့ရှိမယ်ပြည့်အတော်ငယ်အဲ့လိုအဖွားရရောအများအများကြီးရှိရပေါ့အဲ့ဒါကြောင့်ใช่ภาษามันหลอกกูเพียงนี่เอ็มบ่อะหลอกูกูกูกုံพอราမျိုးတော့မဟုတ်ပြီမဲ့ကျွန်တော်อะหลอမိသားစုဆွေမျိုးညာတကာနဲ့ပတ်သက်ရင်တိတက်တယ်မှာပါတယ်လို့ထင်တယ်ကိုယ်ရင်စိုးလုံးချင်တဲ့ရီမန်းချက်လေးဆိုရင်တော့ကျွန်တော်ကอืม အာကျွန်တော်ခုလဲပေါ့နော်စက်နေစုနေတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်အာကားကားဝယ်ခြင်းပါကားကားပြီးရင်ကျွန်တော်အိမ်ဝယ်မယ်ပေါ့ဒါပါပဲအများကြီးတော့မရှိပါဘူးနောက်ပိုင်းကတော့အာဘယ်လိုပြောရမလဲကားနဲ့အိမ်ရရင်တော့လူဆိုတာကတော့စင်ပြေသွားပြီเนาะလူနေမှုဘဝမှာဆိုတော့အဲ့လိုမျိုးပြီးသွားလို့ရှိရင်တော့ဒါပြန်ပြီးတော့ဘယ်လိုပြောရမလဲဒီဘက်ကိုပြန်ကြည့်မယ်ပေါ့ကိုယ့်ရဲ့ကားရှိတယ်နဲ့ချက်ပြနေသွားတာရဲ့ကိုယ့်ရဲ့ချက်ပြရှိတာအဲသွားလာလာကြဘယ်လိုသွားတာ အာကျွန်တော်ကတော့ shooting နေပါတယ်တော့အဲ့လိုတာကြီးတို့ပါလို့လည်းမခေါ်ဘူးအိမ်ကအမေတွေလည်းမခေါ်မခေါ်ဘူးဆိုတာကျွန်တော်ကိုယ်တိုင်လည်းတာကြီး shooting နေတော့ငယ်ငယ်ကလိုက်ဘူးပဲလေအဲ့လိုမျိုးဆိုရင် shooting သဘောတဘာဝကိုသိရလို့ပြောလို့ရတာပေါ့အဲ့လိုမျိုးဆိုတော့ဒါအာအနောက်မှာလိုက်လာတဲ့သူတွေဆိုရင်အဲ့လိုဘယ်လိုပြောရမလဲဟိုသူတို့ပါတဲ့အတာတွေကဒါရိုက်ရင်ခေါ်ရိုက်လိုက်ရရင်တွားရိုက်လိုက်မရရင်နားလိုက်အဲ့လိုမျိုးပေါ့ဒါပေမဲ့သူတို့အဲ့လိုက်လာတဲ့သူတွေအဲ့တနေကုန်ကြီးလေ ထိုင်ပြီးတော့အဲ့လိုလေဟိုဗာလဲဒါလို့ရှိရင်အဲ့လိုလုပေးလုပေးလုပေးပြီးလို့ရှိရင်သွားရိုက်တယ်ဆိုရင်သူကထိုင်ပြီးတော့အဲ့လိုဘယ်လိုပြောရမလဲကိုချင်းစားတာပေါ့ကျော်ကူရိုင်းလည်းအဲ့လိုမျိုးလိုက်ထိုင်ခဲ့ဘူးတော့အဲ့သွားရိုက်နေတဲ့သူနဲ့ဒီလိုထိုင်လိုက်ဆောင်ပေးနေရတဲ့သူကပြင်ပမှုရှင်အတူတူပဲဆိုတော့ဒီအားကြောင့်မို့နောက်ပိုင်းဘသူ့ဘာမှမလိုက်ခံဘူးကျော်ကိုကချူတင်တကူရှိရင်ကိုပကိုသွားတယ်ကိုပကိုလာတယ်အဲတစီနဲ့သွားတစီနဲ့လာပေါ့အဲ့လိုမျိုးတော့မရှိဘူးအဲ့လိုမျိုးတော့မရှိဘူးအဲ့လိုမျိုးတော့မရှိဘူး မရှိပေမဲ့လည်းဒါအော်ကားလေးတစ်စီးလောက်ရှိရင်တော့ကောင်းမယ်ဆိုရယ်စိတ်တော်ဖြစ်မြာဘာဖြစ်လို့လဲဆိုတော့အာဒီလိုဟိုတွားရေးလာရေးပေါ့နော်တွားရေးလာရေးကတော့ဒါတစ်စီးကတော့မဖြစ်မနေရှိထားတဲ့လို့တော့ကျွန်တော်ထင်တယ်အားကြောင့်မို့အော်ကားလေးစီးလောက်ရှိရင်ကောင်းမှာပဲဒါတော့ပါပဲတစ်စီးနဲ့တွားလို့လာလို့ဟိုလိုဟို feeling မျိုးပါညာမရှိဘူးတော့ instrument နဲ့ဝယ်လို့ရှိနေတာဟုတ်တယ်တစ်စီးလေးကိုလို့ထိတ်တာမျိုးပေါ့လို့သင်ကြီးလာလို့ရှိတယ်တွားဖို့အတွက်လေအမ် ရှိတော့ရှိရရှိပေတော်ညာလဲအာဘလို့လဲဆိုရှိပေတော်ညာလဲမတက်နိုင်ဘူးလေမတက်နိုင်ဘူးဆိုတာကြာဒီတက်စီမမစီရင်လဲကျွန်တော်ဒီထုတ်ကြီးထုတ်ငယ်နေဗစကားလဲတော်စီလို့မရဘူးအာဘလို့ပြောရမလဲတခါတလေအဲ့လိုတငယ်ချင်းတွေနဲ့ညီလို့အာလာခိုင်းတာဘာညာမျိုးရှိပေမဲ့အမြဲတမ်းကြီးကြတော့ဒါကိုယ်ဆွေမျိုးသားချင်းလည်းမဟုတ်ကိုယ်မိသားစုလည်းမဟုတ်တော့အာတခါနှစ်ခါပဲကောင်းတာပေါ့သိရမလားအာဘလို့အမြဲတမ်းကြီးကြတော့သူတို့လည်းညှိုးညင်ပါပေါ့ကိုယ်လည်းအားနာတယ်လေအဲ့လိုအဲ့လိုမျိုးလေးရရှိဟုတ် အာကျွန်တော်အခုဒါဆွဲတော့ပုံမြင်းဆိုတဲ့ဒါကျွန်တော်တို့အာဇလန်းလေးပေါ့ဇလန်းလေးကိုကျွန်တော်တို့ဒါရိုက်ရိုက်ကူးနေရဖြစ်ပါတယ်ဒီဇလန်းလေးထွက်လာရင်လည်းအများကြီးအားပေးပြီးတော့အများကြီးချက်ပေးကြပါအောင်လို့ပြောချင်ပါတယ်